စော်ပွဲတော့ဒီတိုင်းသွားနေဘာမှမဖြစ်ဘူးမင်းတို့စော်ပွဲတွေတိုက်လေမင်းတို့ညောင်ကျိုးမကဘူးမင်းတို့တက်တော့နေပြီးတော့ဒီတက်တိုက်မင်းတို့စစ်မိတ်စာကောင်းပြီးဒီကောင်ကြီးရောက်မှမဟုတ်ဘယ်တော့ရောက်မှလဲဘယ်လိုမျိုးအခုဒီကောင်ကြီးဖြစ်နေလဲဆိုတော့ပြည်သူတွေတိအောင်ငါတို့ကပြောပြအဲ့ဒါဖောက်ဖို့ရတောင်းပေးမယ် လိုချရတဲ့မြဝပြည်သူညကိုမော်နမများအလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြုမချုပ်ဆိုလိုက်ပါရယ်2025ခုနှစ် March 16ရက်နေ့ Super Sunday မနေ့ပိုင်းကျွန်တော်နောက်ဆုံးကြားတရတဲ့တော်လန်သတင်းကောင်းများစွာရှိတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မနေ့မှာတော့တော်လန်ရေးအားစုရဲနဲ့ပြုမယူဆောင်လိုက်ပြတဲ့သတင်းကောင်းများစွာဖြင့်ဘုံမိုက်ကွဲပေါ့နော်အားချောင်တဲ့ဒီခြေကွဲလောက်များတောင်တွေလည်းကျွန်တော်ကြည့်ရမှာမလို့ကျွန်တော်နဲ့သူစားဆုံးကြည့်ရှုပေးကြဖို့ဒီနေ့ကနေဦးစွာပြောလိုပါတယ်ဆိုတော့ကျွန်တော်ခါတိုင်းလိုပဲဗီဒီယိုတွေမှာကြည့်ခင်မှာအယုံဆုံးအနေနဲ့သတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတဘောအနေနဲ့ကတော့ အာဂတ်တော်ဧတမှုချုပ်ဘူချုပ်ထွန်းမြနိုင်ပြောဆိုခဲ့တဲ့ရခိုင်ပြည်စစ်ရေးရီမချာဆိုရင်တမကာလာတဲ့ဆော်ပြီးတော့မှပြေဝနေတာကိုတွေ့ရတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။ဘူချုပ်ထွန်းမြနိုင်ကနေပြီးတော့မှ2024 6လပိုင်းကနေ2025 6လပိုင်းငါကတော့ဒီနှစ်နဲ့မင်းတို့တွေလုံးဝစ조사ရမယ်ဒီနှစ်နဲ့မှငါတို့ဟာငါတို့အားလုံးမျှော်မှန်းထားတဲ့အမြင့်ဆုံးအဆင့်ကိုမရောက်နိုင်တဲ့အင်တောင်မှစေးရငါတို့မျှော်မှန်းချက်80ရခိုင်နှုန်းအထက်အဆင့်ပြင်း100မှ109တွန်းလိုက်မှာပေါ့ဆိုပြီးတော့မှတရွတ်မေခုံးမှပြောဆိုခဲ့ဖို့တာဖြစ်ပါတယ်။ အင်းနဲ့ပေါအောင်တော်လည်းတဖို့ဝင်တယောက်ကနေပြတော့မှလည်းပြည်နယ်တိတန့်အတွက်ကတော့85ရာခိုင်နှုန်းအထိပြေဝနေပြီလို့ပြောလို့ရပါတယ်။တမိုးချိုပြောစကားကပြည်နယ်လူထုကိုပေးတဲ့ဂရီးပါပဲ။ဂရီးအတိုင်းလည်းတမိုးချိုရဲ့ဥဆောင်ရှင်ကြောင့်မှုအောက်ကနေပြတော့မှအစင်းစင်းတာဝန်ရှိတသားအားလုံးရဲ့လုံနိုင်စွမ်းကိုလည်းအပြည့်ဝယုံကြည်ပါတယ်ဆိုတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ကျတော့အလုပ်တည်တဲ့အတိုင်းခုဆိုအေးနဲ့ပူအောင်တဖို့နဲ့နေပြတော့မှာပါနော်။ညောင်ချိုးစခန်းကိုပူပူနွေးနွေးတင်ပတ်ရရှိထားတာပဲပြမမှာကြာခင်မှာတော့ဒီစစ်ကောင်စီရဲ့ဒါကာဆာနဲ့ဂျန်နဲ့ပေါ့နော်စစ်စခန်းတွေအလုံးကိုတင်ပတ်ဖို့ရည်ရွယ်နေတာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းတဘောအနေနဲ့ကတော့ကရင်ပြည်နယ်ကော့ကရီမြို့နယ်မှာချမ်ပစစ်တပ်လက်အောက်ခံမွန်ပြည်ချင်းချင်းရဲ့ဖွဲ MMFD ကနေပြည်တော်မှာဗိုလ်မှူးချုပ်နိုင်အောင်ချမ်းပါဝင်စစ်ကြောင်းမှုဘူတော်တို့ပြစ်ခတ်ခံပြည်တော်မှာနှုတ်လုံးတည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မလ23ရက်နေ့နနစ်၈နိုင်ခွဲချိန်မှာချမ်ပစစ်တပ်လက်အောက်ခံမွန်ပြည်ချင်းချင်းရဲ့ဖွဲ MMFD ကဗိုလ်မှူးချုပ်နိုင်အောင်ချမ်းအဆိုရင်ကော့ကရီမြို့နယ်ပေါ်ကျူးကုန်းရွာနေပြည်တော်မှာကော်ဘင်းရွာကိုကားနဲ့အသွားမှာအမိမတိတနက်သမားတွေရောင်းနေပြည်တော်မှာဖျားကြီးစည်းဖြူကုန်းရက်ွက်နီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့လို့ ွဲချင်းပြီးတည်ဆုံးသွားတဲ့ဆိုတဲ့တရင်ကောင်းလေးပဲပေါ့နော်ဒါတော့ကျွန်တော်စကောင်စီလျှောက်ခံတွေအခုဆိုဘယ်နေရာတော်တော်ကျွန်တော်တော်လိုင်းရဆူတွေရဲ့ရှင်းပြချင်းကိုဟန်ရတာဖေပရမဒါကပီတူနဲ့မူပေါင်းမှုဆိုရင်သူတို့အနေနဲ့ဘယ်လိုမျိုးအကျိုးဆက်တွေခံစားရနိုင်လဲဆိုတာပေါ့နော်ကျွန်တော်ပီတူတော်လိုင်းတဖို့ဘယ်နေရာနေပြမပြသပေးလိုက်တာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တဖို့အနေနဲ့ကတော့ပကူတိုင်းကျုပ်ပင်ကောင်းမြို့နယ်မှာအရတားဟန်ဆောင်ပြီးတော့မှ PDF တပ်ဖွဲ့တွေရဲ့တပ်စခန်းတွေကိုလိုက်လံဆောင်ဆန်းနေတဲ့အချမ်းပစစ်တပ်ကတက်ချက်ကြီးစီရာထက်ကိုပြက်ခဖမ်းဆီးစဉ်တည်ဆုံခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲပေါ့နော် မလ15ရက်နေ့မွန်းလွဲပိုင်းမှာချုပ်ပင်ကောင်းမြို့နယ်ဥယျာဉ်ကြီးကျေးရွာနီးမှာတာယော်ရီခိုင်တရင်3800တက်တခွက်တဲ့ယူမ GBK PDF ကနေပြီးတော့မှတော်လရဲ့ဘော်တွေကကင်းယူနေတဲ့အချိန်မှာပဲအယတဟန်ဆောင်ပြီးတော့မှအမိုက်လိုက်ကောက်က PDF တပ်တွေရဲ့တပ်စခန်းတွေကိုလဲလံဆုံဆန်းနေတဲ့အချမ်းပဲဆက်တက်ကတက်ချက်ကြီးအစင်းရှိသူဇီယာထက်ကိုတော်လရဲ့ဘော်တွေကနေပြီးတော့ဖမ်းဆီးပြီးသူကင်ဆောင်တဲ့ဖုန်းကိုဆစ်ဆေးခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးပါပေါ့တော့သူကနေပြီးတော့မှကျွန်တော်တော်လရဲ့ဘော်တွေကိုကုခံထွက်ပြေးသွားလို့ကျွန်တော်ဘက်ကနေပြီးတော့မှအတိပြခဖန်စီနိုင်ခဲ့တာပဲဖြစ်ပါတယ်အခုဆိုစခွေးတက်တက်ရတော့ ကျွန်တော်တို့ PDF တပ်ဖို့ဝင်ရတဲ့ task တွေသူတို့ရဲ့နေရာတွေကိုပေါ့နော်လိုက်လံစုံစမ်းနေပြီပဲကျွန်တော်တို့ကနေပြီးတော့မှလျှက်ဖမ်းဆီးနိုင်ခဲ့တဲ့တရင်တွေကိုလည်းကျွန်တော်တို့ခုရဲ့ပိုင်းခက်ဆစ်စိတ်ကြားနေရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မရပိုင်းပထမအစိုးနေတဲ့ကျမကတော့ AI နဲ့ပုံတပ်ဖို့နေရတယ်ပြီးတော့မှညောင်ကျော task ကိုတင်ပြပြီးတဲ့အချိန်မှာပဲအခုဆိုရင်ပြီးမျိုးတာကာဆာနဲ့ကြတဲ့ပေါ်နော်စကောင်စီကကာပါဆာဆလင်းနေရုံတွေကိုစတင်ပြီးတော့မှထုတ်ဆစ်စင်တော့မယ်ဆိုပြီးတော့မှပြောဆိုထားတဲ့ဆရာလူမြတ်ကျော်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော် ညောင်ကျိုးစကန်ကိုတိတ်ပိုက်ပြီးညောင်ခြေတော့တိထိုးလာပြီးအုတ်ရှိပြီကိုဥတည်လာပြီးကပ္ပဆောင်း96ကို66တို့ကိုစီဥတည်လာတယ်96 96တို့လက်လို့ရတော့မယ်96 96တို့ကိုအာကတတော်အိနဲ့တပ်ပေါင်းစုတွေတိတ်ပိုက်နိုင်ဖို့အင်မတန်နီးကပ်လာဒီလိုမနေ့ကကျွန်တော်ပြောပြတာဖြစ်ပါတယ်ဒီကနေ့ညောင်ကျိုးတိုက်ပွဲမှာ ခွေးပြေးပြေးပြီးတရားပလက်ပွားနဲ့ဦးနာကျုံကန်ဖြစ်သွားတဲ့ရွှေတောင်ကိုစေးုံသာတတ်တဲ့ဖဆစ်တတ်တာတယောက်ရဲ့ပြောဆိုချက်ကျွန်တော်မျှဝေပါမယ်။ညောင်ကျိုးလုံးဝကျသွားပါပြီတဲ့။ရန်သူအင်အားအရှက်များပါတယ်။အင်းဘောမတွေတည်တည်နေနော်။အတွေ့အကြုံရပြောပြချင်ပါတယ်တဲ့။ဘကိုတိုင်းကိုဝင်တိုးနေတာဟာအေးအေးတွေမဟုတ်ပါဘူး။အေးတွေတင်မဟုတ်ပါဘူး။ဒီဘကိုနောက်ချမ်းက PDF တွေအပါဝင် PDF အင်အားအရှမ်းများပါတယ်လက်နက်အင်အားအင်မတန်ကောင်းပါတယ်လင်းရင်ပြစ်ကူမလားမပါတာကလွဲရင်ကျန်တာဟာစစ်တပ်တစ်ခုရဲ့စုဖွဲ့မှုပုံစံအတိုင်းပါပဲကျွန်တော်တို့ကြုံမှုတဲ့အရင်စကိုင်းကင်ရင်ဘက်က PDF တွေနဲ့စစ်ပုံကြခြင်းတော့အတော်ကွာလာပါတယ်ဗျာစစ်ပုံတော်တော်ကြာပါတယ်ညောင်ကျိုးတိုက်ပွဲမှာဖက်စစ်တပ်ဟာခွေးရှုံနှွားရှုံရှုံးပါလေတဲ့သူကတော့ဖက်စစ်တပ်လို့မပြောဘူးပေါ့နော်သူတို့စစ်တပ်ကအင်အားတော်တော်ပြုံကျနေပြီး ပီကနေတိုက်ရိုက်ပုတ်ပြီးနေလမ်းကြောင်းပေါက်နေတာတော့ဘာထောက်ဖို့ဘာစစ်ကူမှမပုတ်နိုင်ပါဘူးအဲ့တော့ကျွန်တော်တို့တဟားတွေစွမ်းဆောင်ရေးပြည့်စည်နေပြီအင်မတန်ကိုအလွဲလွဲအချော်ချော်နဲ့ညံဖြီးပြီးစစ်တိုက်လို့စိတ်လုံးဝမရှိတော့တဲ့အခြေအနေကိုရောက်နေပါပြီအဲ့တော့ကျွန်တော်တို့ PDF ပူပေါင်းတက်တွေအား အုတ်ရှိပင်ကိုဥတည်နေပါပြီ။ကပ္ပစစက်ယုံတွေကိုတီးတဲ့တိုင်မဲ့တီးတဲ့အဖွဲတွေရှိပါတယ်။ပြီးဓက္ခစလက်နဲ့ချတာလို့ဒီညာကထပ်ပြောတာပါတယ်။ဟုတ်တယ်နော်။ဒါကြောင့်မို့ဂျင်းမဟာပြူဟာရပြီးဓက္ခစနဲ့ပြီးဟာအင်မတန်အချက်ချာကြပါတယ်။အဲ့တော့ဒီဓက္ခစအခုချိန်မှာပင်ကြားခဲညက်ပြီးဘယူပြီးရဖြစ်နေတဲ့အချိန်တွေပါ။ကျွန်တော်တို့ညောင်ကျောင်းကနေတစ်ဆင့်လမ်းကြီးညောင်ချီတော့အုတ်ရှိပင်ပြီး ်မနေ့ကကျွန်တော်ပြောတဲ့ရန်ကုန်တို့ပဏမာနေပြည်တော်တို့ပဏမာရှင်းတယ်နော်ပြည်ကို53ခန်း2နာရီခီးပါညောင်ကြိုးကနေပေါ့အဲ့တော့ဒီလိုအခြေအနေတွေကြောင့်ပြည်ဓာတ်ကဆာကဓာတ်ကဆာမှုရဲ့ PS ဆိုတာထွက်ပြေးသွားပါတယ် ကယ်ဒီမှာဆရာလူမြတ်ကျော်ပြောတယ်လို့ပဲပေါ့နော်အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကနေပြီးတော့မှသူတို့တွေနဲ့ဒီပြည်မျိုးတပ်ဝိုင်းမှာလည်းအချိန်တွေလုံးဝဆိုးနေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်။အေနဲ့ပေါ်တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှပြည်မျိုးမှာရှိတဲ့စစ်ကောင်စီတပ်ကစပါဝင်အိုရှစ်ပင်မှာရှိတဲ့ကပ္ပဆက်စလင်းနေရုံတွေကိုသူတို့တွေနဲ့ပေါ့နော်ခွဲပြီးတော့မှတိုက်ခိုက်တော့မယ့်အနေအထားတွေကိုတို့အခုဆိုရင်တွေ့နေရတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အခုခရေကအလင်းနဲ့ချလမ်းပြိုထောင်ထောင်မထောင်မှုဆိုတော့တို့တော်လိုင်းရဆွေရဲပေါ့နော်ချီမုံတုတ်တဲ့ချင်းကိုခိုင်းမဲ့ဆိုတော့ကျင်းတိပေါ်ပြုတ်လို့ရနေတာပဲဖြစ်ပါတယ်။ ဆရာတော်နော်ထဗီဒီယိုဒပေါ်နေနဲ့စကောင်စီတသားတဝရှိတမမျိုးစာဖြစ်ပြတဲ့နောက်ပိုင်းမှာသူရဲ့မိမနေပြီးတော့မှအချိုးခံစားခွင့်များတဲ့အကြောင်းတင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့စစ်မြေပြင်အင်ဂျင်နီယာတက်ကရဲမေတအူပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျမကစာအရ906ကရဲမေတအူဖြစ်ပါတယ်အမရဲ့အမျိုးသားအင်ဂျင်နီယာစစ်တီဟာ 2024ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ကတိုက်ပွဲကျသွားခဲ့ပါတယ်။မြောက်ဦးကခမရ380ခွန်တပ်မှကျဆုံးခဲ့တာပါ။ယောက်ျားဖြစ်သူစစ်တီကျဆုံးခဲ့ပေမဲ့ကျမတို့မှာဘာခံစား권မှမရခဲ့သလိုဘာထောက်ပံ့ခြင်းမှလည်းမရခဲ့ပါဘူး။အခုဆိုကျမကလည်းကျမကြီးမကောင်းပါဘူး။ကလေးနှစ်ယောက်နဲ့ကြုံတယ်လို့လောက်ကန်စားတောက်နေရပါတယ်။စာအာရ906အနေနဲ့လည်းကျမတို့မိသားစုကိုအဆင်ပြေလားလို့တောင်တခွန်းမှမမေးပါဘူး။ အဲ့ဒါလေးအထက်ကလူကြီးတွေသိစေချင်တာပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေသင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုဒီမှာကျတော့ကြားတဲ့အတိုင်းပဲပေါ့နော်။ယောက်ျားဖြစ်သူကရှေ့တန်းမှာ မျိုးစာဖြစ်ပေးတဲ့နောက်ပိုင်းမှာစစ်ကောင်ဆက်နေပြီးတော့မှကြန့်ရှိတဲ့ရဲမေဟိုပေါ့နော်အကျိုးခံစားခွင့်တွေမပေးဘူးဆိုတဲ့အကြောင်းကိုသူတို့ကိုယ်တိုင်ထုတ်ပေါ်ပြချထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်ဆက်နေပြီးတော့မှသူတို့အခြေတသားတွေကိုလေရှိတဲ့မှာဆုံးပြီးသွားတာနဲ့ပေါ့နော်ဒီလိုမျိုးရုံမာတာဖြစ်ပြီးတော့မှအခုဆိုရင်လိုင်းခန့်တွေရတယ်ပြီးတော့မှဖယ်ရှားတာတွေစစ်တိုက်လို့ဆောင်နေတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဒီလိုမျိုးရုံမာအောင်တန်းကြတဲ့စစ်တဲ့တွေကြောင့်ကျွန်တော်အခုဆိုရင်တမိတာစုတွေပေါ့ဝင်ကျွန်တော်စစ်ကောင်စီတားတချို့ဆိုရင်လည်းပြည်သူဘက်ကိုပေါ့နော်အလင်းဝင်ကိုပြောင်းလာတဲ့များစွာကျွန်တော်ကြုံတွေ့နေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ဘောမကျော်စိုးကနေပြီးတော့မှ A နဲ့ပူပေါင်းတဖို့နေရလက်ထဲကိုညောင်ချိုးစခါမှကြတေးဖို့ဆိုပြောမှာပါနော်။မျိုးလင်းမျိုးစပြောဆိုထားတာလည်းကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်။ပကိုရိုင်းဒေသကြီးဒါအုံချစ်ပင်မြို့နယ်ညောင်ချိုးကြီးပါ။အဲ့တော့ညောင်ချိုးကြီးပါအနီးမှာရှိတဲ့တပ်မတော်ရဲ့စခန်းဒါကျသွားပြီဆိုတော့အကြမ်းဖက်သမားတွေကဒီကနေ့ဝေးဆက်စာဖော်ပြနေပါတယ်။တကယ်လဲကျတော့ပဲလေနော်။ဒီရှိတဲ့နေရာကဒီတောင်ကုန်းနဲ့တောင်ကုန်းနဲ့ဒီအုံချစ်ပင်လမ်းပိုင်းအုံချစ်ပင်လမ်းပိုင်းမှာတည်ရှိတဲ့ရွာ။ အဲ့ဒီရွာအနီးမှာရှိတက်စကန်ကိုဗျာအဲ့ဒီတက်စကန်ကိုဒီစစ်သင်းကျွာအင်းကပေါင်းပါလေရသွားပြီဆိုပြီးတော့အဂျပန်မီဒီယာတွေကဒီကနေ့ဝေးစားဖော်ပြနေပါတယ်။ဟောဗျာဒီ BBC လိုလည်းဖော်ပြနေတာပါပဲ။ဟော BBC ရဲ့ရေးသားမှုကြီးကျွန်တော်ရေးပါတယ်။ဒီလူတွေသတင်းမရဲ့ဒီလူရေးရတဲ့အချက်မရှိရေးရတယ်ပေါ့ဗျာ။အချက်မရှိရေးရတယ်ဆိုတော့တော်တော်လေးတော့ရေးတော့ရေးတော့ရေးချင်းသေးတယ်။အဲ့သူတို့ကတော့ဟိုကပြောတယ်ဒီကပြောတယ်ဒီကပြောတယ်ဟိုကပြောတယ်ရေးတော့ဗျာ။တကယ်အမြင်ပြမှာတကယ်အမြင်ပြမှာကျွန်တော်ဒီညောင်ကျိုးချေးပါနေမှာရှိတက်စကန်ကိုအဂျပန်သမားတွေကလာလိုက်တာဟုတ်တယ်။ အချမ်းမသမားတွေကဒီကျွန်တော်တို့ကကင်းပေါ့ဗျာဒီညောင်စုရဲ့ကကင်းအနီးတွေတို့လာတိုက်တယ်ဒီနေ့တိုက်ပွဲမှာအချမ်းမသမားတွေအလောင်းအားလုံး18လောင်းကိုတတ်မလို့ကရရှိခဲ့တယ်လက်နက်ကပါဝင်18လောင်းရတယ်ပြောတာပဲနော်18လောင်းရတယ်အော်ညောင်ကျိုးမှာရှိတဲ့တက်စကန်ကြားရဆိုလုံးဝသတင်းမှာပါအဲ့သတင်းကသတင်းမှာကြီးကျွန်တော်တို့ကဗျာခမရလဲဟုတ်ဟုတ်တယ်ဟုတ်ဟုတ်ဗျာဘာရှက်စရာလဲခမရလဲဟုတ်ဟုတ်တယ်ပေါ့ဗျာမဟုတ်မဟုတ်ဗျာအဲ့တော့အချမ်းမသမားတွေကတော့ခင်ဗျာအချမ်းမမီဒီယာတွေပေါ့ဗျာအချမ်းမစစ်သွေးကြောင့်မီဒီယာညောင်ကျိုးစကန်ကြပါပြီဟိုဟာကြတယ်ဒီဟာကြတယ်ဝင်ခဲရနေဘယ်လောက်ရစသဖြင့်သူတို့ဖော်ပြနေတာတကယ်မှပါ တတိယမှာပါကျွန်တော်တို့ဗျာခင်ဗျားကလည်းဒီယုံကြည်ဖို့ပြီးတော့ခင်ဗျားကလည်းဒီဟုတ်ဟုတ်တတိရှိရှိဟုတ်ဟုတ်တယ်မဟုတ်ဘူးပြောတာဗျာခင်ဗျားကလည်းကဲကျွန်တော်ကိုယ်တိုင်ကိုတောင်းပြန်လို့ဟုတ်ဟုတ်တယ်မဟုတ်ဘူးပြောတာဗျာညောင်ကျိုးကြည့်ออกมาချက်တစ်ခါချက်တော့တတိယမှာတတိယမှာဖြစ်တယ်အဲ့တော့ဒီကနေ့ညနေညနေပိုင်းမှာတိုက်ခိုက်ရေးရိုင်းရင်နှစီရယ်ဖိုင်တာတစီရယ်သုံးစီစုပေါ်သုံးစီကဒီနှက်စင်ကိုရအနောက်တောင်အနောက်တောင်အနောက်အနောက်တောင်တောင်ဖြစ်မယ်အနောက်တောင်ဖြစ်မယ်အဲ့မှာရှိတယ်ဒီစစ်သွေးကြွားတဲ့စကန်ကိုတက်ကဘုံသွားကျဲလိုက်တယ်အဲ့တော့အဲ့တော့ဘလောက်တည်လဲမတည်တော့ကျွန်တော်မသိဘူးသုံးစီနဲ့သွားကျဲတော့ကျွန်တော်သိတယ် တိုက်ပွဲတွေကတော့ကျွန်တော်တို့အဲ့ဒီမှာဆက်ရှိနေတယ်ဒီညောင်ကျိုးစကန်ကိုချက်ဖတ်သွားတယ်အင်အား1800ပတ်လည်အသုံးပြုတိုက်နေတာဖြစ်တယ်ကျော်စိုးဒီလိုပြောပြီဆိုတာနဲ့ညောင်ကျိုးစကန်ကျွန်တော်အေနဲ့တော်လိုင်းအင်အားစုတွေရဲ့ပေါ့နော်လက်ထက်ကိုကြပြီဆိုတာတော့ကျွန်တော်ရေရေကြီးပြောလို့ရနေတာဖြစ်ပါတယ်မိဘပြည်သူတွေလက်စေးလေးနဲ့ပေါ့နော်နားချလို့ရနေတယ်ဆိုတော့ကျွန်တော်ကျွန်တော်ဒီကနေ့ပြောလို့ပါတယ်မလို့လဲဆိုတော့ကျွန်တော်တို့အေနောရတဲ့ဒီကျော်စိုးတို့ဘောမတသက်ကနေပြီးတော့မှအမျိုးနာမခလုံးဝမကြတိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောဆိုထားတဲ့ကြားတော်ကိုအားလုံးလည်းမမိမှာဖြစ်ပါတယ်အခုစဉ်သွားနေပြီးတော့မှ ညောင်ကျိုးစကားမှကြတဲ့ဘုဆူပရမပေါ်လိုပဲစားတွေပြောထားတာကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဖြစ်မှကြခင်မှာတော့ကျွန်တော်နေနဲ့ A နဲ့ပူအောင်တဖို့မနေရပါတော့ထုတ်ပြန်ချက်ကိုကြည့်ရမှာမလို့ဒီပေါ်မှာတက်ရတော့ရေလုံးလို့ပြင်မယ်ဆိုတာတော့ကျွန်တော်ခုကလေးကကြိုးပြီးတော့မှမြင်လို့ရနေတာပဲဖြစ်ပါတယ်ဒီအချိန်ကြမှာပေါ့နော်စစ်ခွေးတက်ရတော့သူတို့ကိုယ်တိုင်ထုတ်ဖို့ပြောကြားထားတော့တမလော်ဘီတက်ရနေရှိမှာမြို့ဝပြည်သူတွေကျင်းထဲပေါ်လို့နေတယ်ဆိုတာကတော့တော်တော်လေးရင်ဆိုင်ကောင်းတာဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဒီပေါ်မှာဇဝင်ရနေပြီးတော့မှကျွန်တော် PDF တွေနဲ့ online တပုတ်ဝင်တွေကိုနေပြီးတော့ထိတင်းရင်တင်းဆိုပြီးတော့မှပါနော်အားချောင်ထားတဲ့ဟာလဲကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မင်းတို့အခွန်ဆောင်ရလားဦးတန်းရွှေလက်ထက်မှာတို့ပါတို့အခုမယူဝဲနဲ့သူ့ဘာသူတိုင်းပြည်တန်ဆာမင်းတို့ပြန်ဟန်တိုင်းပြည်တန်ဆာတွေဘာပြည်ညာပြည်လုတ်ပလိုက်တယ်စစ်ဆိုးရလီးလေလို့ရမှာပေါ့မင်းတို့ခွန်ဆောင်လားအဲ့ဆိုမင်းတို့တိုင်းပြည်တန်ဆာကိုဆောင်းနေဆိုမင်းတို့ရထားလန်းနေအမြန်လန်းနေနေပြည်တော်လွတ်တော်တွေ ဟမ်ဂျေမောင်းတာတမဆယ်မောင်းတွေနော်လေယာလေးစစ်တွေမီးတွေဘယ်ရရတာလဲမင်းတို့စောက်ခုံဆောင်တာစောက်တော်သားတွေဆောင်းတယ်လေနော်ပြည်သူတွေကပါမနားမလဲအခုဆောင်းဆောင်မဆောင်းဆောင်ဝတိုင်းပြီးခေါ်ရင်ပြီးရောပေါ့မင်းတို့ကဝါ့ကိုထင်ကြီးဝါ့မှာသွားနေ DNA တွေကိုထင်ကြီး DNA တွေမှာနေမင်းတို့ဗမာလို့မပြောနဲ့နော်ပေလို့တွေရှက်တယ်မင်းတို့ကြောင့်မင်းတို့ရအောင်တိုက်မင်းတို့ဒီနိုင်ငံကိုရအောင်တိုက် ဘယ်တိုင်းလာလဲလက်ကနဲ့တောင်းကြသူနဲ့ပေါင်းပြီးတော့မင်းတို့တိုက်မယ်ကြိုက်တဲ့ချိန်ပြောလိုက်တိုက်စမ်းတိုက်ကိုစကောမထားတော့ဇော်ဘုန်းနဲ့တေးပြီလားမင်းတို့ပြောတယ်ဟာတပတ်တွင်းစီရနာရှင်ကြဆုံးမယ်လို့2024ကနွေဦးတလဲရဲ့နောက်ဆုံးလို့အဲ2025ကအနူကြီးပါဖြစ်တော့ခုမင်းတို့ပါဖြစ်တယ်လီးဖြစ်လားစောပေါ်ရောက်ဒီတိုင်းသွားနေဘာမှမဖြစ်ဘူးမင်းတို့စောက်ပေါ်တွေတိုက်လေ မင်းတို့ညောင်ချိုးမကဘူးမင်းတို့တော့နေပြီးတော့ဒီတက်တိုက်ရောက်ပြီလားမင်းတို့နေပြီးတော့ဟာဆိုရင်ဆိုပြောတွေ့ပါလေဘယ်ဘာငါလည်းမပြောတော့ဘူးအတင်းဆိုင်ကိုဘယ်ဟမ်လမ်းစုံဘယ်ဘယ်လမ်းစုံနေပြီးတော့လမ်းစုံဟုတ်လားငါလုံးမဆောက်ပေါ်လေဇဘင်ရတော့ကျတော့တောင်းလိုက်ရဆုရပါနော်စိန်ခေါ်ထားတာကိုကျတော့တွေ့ရတာဖြစ်ပါတယ် သူတို့ဘောမတတိုက်ကနေပြီးတော့မှအခုချိန်ထိမြောက်နိုင်တို့ရဲ့ဒီဖားရတဲ့အချင်းတွေကိုပြန်ပြီးတော့မှပေါ့နော်ကာဗာလိုပေးနေတာဖြစ်ပြီးတော့မှဒီလိုမျိုးသူတို့အနေနဲ့ infrastructure တွေကိုကောင်းကောင်းတည်ဆောက်နိုင်တာမြောက်နိုင်တို့ကျေးဇူးကြောင်းဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်မြောက်နိုင်တို့အုပ်စုအနေနဲ့ကတော့သူတို့အသက်အရွယ်မှာ20လောက်ပဲဘန်းပြပြီးတော့မှကျွန်တော်တိုင်းပြည်မှာပေါ့နော်မလိုလားတဲ့ဒီနေပြည်တော်ကလမ်းအကျယ်ကြီးတွေဖောက်လို့တာတွေပြီးတော့မှတခြားအရာတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်။ကျန်တဲ့80လောက်ကိုတော့သူတို့ကိုကြိုးအတွက်ရဲရဲသုံးဆွဲခဲ့တာပါအလုံးလက်တိမှာမို့လို့ ခုချိန်ထိပေါ့နော်နာလဘိန်းတို့ဒီဘောမောက်အသက်တိုက်ကနေပြီးတော့မှမြောက်လိုင်းတို့အပါဝင်ဒီစကောင်းဆောင်ရဲ့လူရက်တွေအားလုံးကိုကောင်းပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်မျိုးပါပြည်သူတွေကိုဝါတမိုင်းတိုက်ပြီးတော့မှပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တွေလည်းဒီလိုဘောမောက်တွေလည်းတခါတည်းပေါ့နော်မြေလန်ရှင်းပြမယ်ဆိုတာတော့အချိန်ဒီပေါ့ပြောလို့ရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသားစခွေးတကောင်ကနေပြီးတော့မှပဲအခုဆိုရင်စကောင်စီကနေပြီးတော့မှအချင်းသားတွေကိုလင်းနဲ့တက်ဆင်ပေးပြီးတော့မှရှေ့တန်းစစ်မှုတွေမှာတိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ပြောဆိုထားတဲ့ပဲဖြစ်ပါတယ်ဒီကောင်မလို့ပြောထားလဲဆိုတော့ကျွန်တော်စစ်ချေးလဲရအောင်နော် မြန်မာနိုင်ငံလုံးဆိုင်ရာဟာလာအကြီးသားမြန်မာနိုင်ငံလုံးဆိုင်ရာပေါ့နော်အကြီးသားများကိုရဲ့ဘက်ကပေါ့နော် PPNM ကပေါ့နော်ခုနလိုပေါ့စာတွေပါ냐ထုတ်ပြန်တဲ့ဟာလေးကိုအကြောင်းပြုတ်ပြီးမှ share လုပ်ပေးကြပါတယ်ပေါ့နော်ဟုတ်ပြီလားအဲ့ဒီမြန်မာနိုင်ငံဆိုအကြီးသားများကိုတွေကဘာတွေထုတ်ပြန်တယ်လဲဆိုတော့နော်ဟုတ်လားအခုမူကြီးနဲ့ဟာလာဘုံဘုံမှာရှိတဲ့အကြီးကျန်နေတဲ့အကြီးထောင်မှာရှိတဲ့အကြီးသားတွေကိုလို့နော်မြန်မာတပ်မတော်ကဟာလာဟိုဒီ စိတ်မြေပြီမှာဟလာတိုက်ခိုင်းနေတယ်ဘာညာနဲ့ထုတ်ပြန်လာတာတွေ့ရတယ်တကယ်လေးနော်အဲ့ဒီအကြည်သားများကိုရဲကလည်းခုနထုတ်ပြန်ထားတဲ့ဟာကအကြောင်းပြုပြီးမှဟလာခုနလိုပေါ့ Facebook မှာကြီးလိုက်တဲ့အခါမှာအဲ47 media ကရောဟလာ7 day media ကပေါ့ပေါ့နော်ရေးသားပေါ်ပြတာတွေတွေ့ရတယ်ပေါ့နော်ဟလာအုံနောက်ရှိတဲ့လူတေချာစဉ်းစားအုံနောက်ရှိတဲ့လူတည်ရပေါ့နော်အုံနောက်မရှိတဲ့လူကတော့ဟလာယုံချင်လဲယုံပါပေါ့ဟုတ်လားဟုတ်လားစဉ်းစားကြည့်လိုက်ဟုတ်လားအကြီးထောင်မှာအကြီးကျနေတဲ့စစ်အကြီးသားတွေကိုဟုတ်လား လစ်နဲ့ကင်ခိုင်းရပါမလားလို့နော်ဓာတ်သူတခြားတော်မှကင်ခိုင်းလို့မရဘူးဟုတ်ပြီလားတေချာစဉ်းစားကြည့်ပြီးယုံယုံတဲ့လူကယုံပါဘောနော်နပိန်တွေကတော့ယုံယုံပါဘောနော်တကယ်တကယ်အုံနောက်ရှိတွေကယုံချင်စရာကိုမရှိတာနော်ပေါ့လို့ပေးစားကွာတကယ်ကျွန်တော်စဉ်းစားလို့ကိုမရဘူးဒီလောက်ဟုတ်လားခုနလိုဘောနော်အတိပိမ်မရှိတဲ့ဟာပေါ့နော်အကြီးသားတယောက်ကိုခင်ဗျားလည်းတနက်ကင်ပြီးမှတိုက်ခိုက်တယ်ဆိုတော့ခင်ဗျားထုံးစာမှမရှိတာဟုတ်လားစိတ်တိုက်တယ်ဆိုတာနော်အနည်းဆုံးမြန်မာနိုင်ငံမှာဟုတ်ပြီလား 6လတင်တန်းတက်ရတယ်နော်အဲ6လကပါလဲစိတ်အဲပြောမလို့အောက်ချေရေးပေါ်စိတ်သားတင်သားဆို6လတက်ပြီးမှဟလာဒါစစ်စီရင်းနေမြေကိုဟလာတွားခိုင်းတယ်ဒီတိုင်းခမရလဲပေါ်လူပိစားခမရလဲအချင်းသားတွေတလောလူစုလူမိုက်တွေဟလာအမှုကြက်ခံနေတဲ့ဟာဒီတိုင်းတနက်ကဲတော့တိုက်ဘယ်သူကတိုက်ခိုင်းမှာလဲဒီကောင်ကတော့ခုချိန်လေးကျွန်တော်ကိုဆော့ဝါထင်ပြတော့မှာပါနော်ပြောဆိုနေတာကိုကျွန်တော်တွေ့ရတဲ့ပဲဖြစ်ပါတယ်စကောင်စီကနေပြတော့မှာခုဆိုရင်ဒီတခိုးဓမြ လူတက်မရင်းကောင်တွေတမကကျတို့အပြစ်မဲ့ပြည်သူတွေပါပေါ်သာဆက်ဖန်စီပြီးတော့မှဒီစစ်မှုထမ်းတင်တန်းကိုပေါ့နော်တပတ်လောက်ပဲပြည်ပြည်မှာရှေ့တန်းစစ်မှုပြင်ကိုသွားခိုင်းတာကိုကျတော့မတိချင်းဆောင်နေပြီးတော့မှပြောဆိုနေကြတာကိုကျတို့တွေ့ရပဲဖြစ်ပါတယ်အခုဆိုရင်ကျတို့အချင်းသားများကွင်ရဲကနေပြီးတော့မှလည်းတေချာလေးကိုတည်ဝင်ပေါ့နော်ထုတ်ပြန်လာပြည်တဲ့နောက်ပိုင်းမှာဘောမရဲ့ကွက်ရဲ့ဒီလိုမျိုးချစ်ခွဲလာမဲ့တန်တွေနဲ့စစ်ခွဲတတရဲ့ကျတို့မျိုးပါပြည်သူတွေပေါ်မှာဖုံပြီးချင်းတော့နေပေါ့နော်သူတို့ရဲ့ ဒီလူသားမဆန်တဲ့လိုရတဲ့အကြောင်းကိုကျွန်တော်ခုဆိုရင်ကြားနေရတာဖြစ်ပြမတာကစကောင်စီအနေနဲ့ဆရာစုမှုကိုပြန်ပြန်တင်းတင်းနဲ့ချုပ်ဖောက်နေတယ်ဆိုတာကိုအားလုံးတွေ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပိုးနေနဲ့ပေါ့နော်ကိုစီကနေပြီးတော့မှအတီးရောက်နေတဲ့အရေးချုံကပေါ့ကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်တော့ကြည့်လိုက်ရအောင်နော်။ဘယ်လိုပုံစံမျိုးလုပ်တည်နေလဲဘယ်လိုပုံစံမျိုးလှုပ်ဆောင်နေလဲဘယ်လိုပုံစံမျိုးချနေတယ်လဲဆိုတာကိုသိကျင်နေဆိုတော့ဒါဦးစင်းကငွမ်းတာစကားပြောနေရမို့เนาะလူတွေဒေတာကိုပျော်လွှမ်းလို့ပြောနေရလဲမဟုတ် မင်းကတော်တော်ဖန်ကြရတဲ့ကောင်ကအပေါ့မင်းကဖာတယ်လို့စားရမယ်ကောင်ဟမ်ဟုတ်တယ်မင်းနဲ့တနေ့တနေ့ဗလတ်ကြီးဗလတ်ပေဆိုပြီးပျော်ပြတယ်လူတွေတေတာဘူးချက်ချင်းပျော်လာမဟုတ်ပြန်ဟမ်မင်းဖာတယ်ဖေးရအောင်ငနေတိုက်ခိုက်ရှိအောင်မင်းပါဇက်နဲ့ဆိုင်တိလာတော်တော်မင်းပါဇက်ကချက်တွေရုပ်တယ်မင်းပါဇက်ယူမကောင်းတဲ့ပါဇက်ပြောစပြောမင်းလို့လဲဆိုတော့ DPD ရဲ့ဒီအပြည့်ရရင်တည်းကတော့မတန်တော့ဒီကြီးစကားဖက်တပုံလေးသေးတယ်ဆိုတာကဥစဉ်တော့ကတော့လမ်းပေးကခွေးတဲ့ကောင်တော့မှသေးတယ်ခွေးတဲ့ခွေးတဲ့ကောင်ဘာလို့တော့မှတန်မှုရှိဟမ်တွေ့လား ခုနှစ်ကငါလုတ်တက်သေးတာကိုလည်းဖြစ်ပါဘူးအခုချက်ချင်းပြောင်းပြောစကားကြည့်တိဒါကြောင့်မလို့တော့ကြည့်တဲ့လူတွေကတော့ပါလေကျွန်တော်ဒီဗီဒီယိုဖိုင်မှာရိုင်းရင်ရနေတယ်ပါဆိုငါပေါက်ကိုကောင်မျိုးကရင်ကျဲလိမ်မာနဲ့မေးဟောက်တိလားနော်မေတ္တာတုံးနဲ့ရွတ်လို့ရတဲ့ကောင်မျိုးမဟုတ်ဘူးတိလားဒီကောင်နဲ့တန်တန်စကလုံးတွေပဲရမယ်ဒါကြောင့်မလို့နည်းနည်းဒီ reaction မှာရိုင်းဝဲကျွန်တော်ပြလို့ပေးပါငါပေါက်နဲ့တန်တဲ့စကလုံးတွေကိုကျွန်တော်တုံးမှဖြစ်တယ်တော့ပါအတိုင်းမြင်ဖြစ်စီနေဗီဒီယိုဒုက္ခပေးနေတဲ့အဖွဲ့အစည်းတွေလေအကျန်းဖက်တွေတပုန်နေလေပီလီယားကလည်းပြောပါအဲ့ဒါဆိုပြောတော့ပါ တိုင်းပြည်ကိုဖျက်ဆီးတည်သူကိုဒုက္ခပေးနေတဲ့ကောင်တွေကြာရှုံးပါစေ။ပေကျင်းစိုးနဲ့သွေပါစေ။မင်းတည်းတည်းကြင်ရဲ။နာမည်ပတ်တဲ့နော်။ငါပြောရရှင်းရှင်းလေးတကယ်လောက်တဲ့ကောင်ထိလိုက်ပြီ။တိုင်းပြည်ကိုဖျက်ဆီးတည်သူကိုဒုက္ခပေးနေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းအကောင်တွေကြာရှုံးပါစေ။ဟမ်။ဖေယားမှာနေ့တိုင်းမင်းအဲ့လားမျိုးတိတော့တပုတ်တပုတ်တင်ပြီးမင်းကလာတိုင်းကလှူပေးမယ်ဘလို့လဲဟမ်လောက်ရဲတာစစ်တပ်လိုလည်းမပြောနဲ့တော့ PDF လိုလည်းမပြောနဲ့အမှန်တရားအတိုင်းပြောတိုင်းပြည်ကိုဖျက်ဆီး ်တည်သူကိုဒုက္ခပေးနေတဲ့ကောင်းတွေအဖွဲ့စည်းတွေဖြတ်ဆုံးပါလေမပြောရဲလားမပြောရဲမလဲအကောင့်ကအဲ့ဒါအဖြေပဲနောက်လာပြောငါနှိမ့်တိုင်းပြောပေးမယ်တိလိုက်လာအချိန်ပေးလာခဲ့အမှန်တရားပဲဆိုတာအဲ့ဒါဟဲ့အောင်ငါပေါ့ငါကြည့်ထားတိလိုက်တိတ်ခါချုံလို့လုံနေဆိုတာအဲ့ဒါကိုပြောတာမင်းတို့တိတ်ခါမင်းတို့ချုံစရာရှိလားဟမ်မင်းတို့တိတ်ခါမိဘကြောင့်မတုံးတဲ့လက်ခုစုပ်ကတော့ဇော်တက်နေတဲ့မင်းတို့တိတ်ခါလက်ဆိုင်ရှင်းလားအထွန်းလေးတူသွားပဲကိုကျွခံမာပီရက်တည် အချင်းပြည်နယ်မှာလည်းထူးကျွေးခံရတယ်။သူအမြဲထူးကျွေးနေတယ်။ဒါကခိုင်နိုင်တယ်ဟိုမစီတို့အော်လိုကောင်းတော့အော်လိုကောင်းတော့နော်အော်လိုသူတို့ကတော့ဟုတ်နေတော့မယ်။ဟာသေးလိုက်ခါဟာအော်မယ်လေငါတို့ကအော်တဲ့တနေ့ကတောင်းဝင်ယူထားတာနော်ငါတို့တောင်းဝင်ရင်အော်တဲ့တောင်းဝင်ထောက်ဖို့ဆိုတာနံပါတ်1ဂိတ်ခါရှာမယ်နံပါတ်2မင်းတို့ခွေးမျိုးထုတ်ဖို့နော်နှစ်ခန်းနေတောက်ဖို့ရှာမယ်။အဲ့ဒီနှစ်ခုလုပ်ပြီးနောက်ထပ်နံပါတ်3တောင်းဝင်ဒီအခုလိုမျိုး online ပေါ်ကနေ အမှန်တရားအတွက်ပြည်သူတွေကိုတိအောင်ဟောပြောစည်းအောင်လှုပ်ဆောင်ရမယ်မင်းတို့စစ်မိတ်ဆာကောင်းတွေကိုဒီကောင်တွေရုပ်မှန်မှုဘလောက်ရုပ်မှန်လဲဘလုံးမျိုးအခုဒီကောင်တွေဖြစ်နေတယ်ဆိုတော့ပြည်သူတွေတိအောင်ငါတို့ကပြောပြအဲ့ဒါထောက်ဖို့ရတောင်းဝင်ပဲငါတောင်းဝင်ငါလုပ်နေတာနော်ငါတောင်းဝင်ပဲငါထမ်းဆောင်အေးစိတ်ရင်းနဲ့ပတ်သက်လို့ငါတောင်းဝင်မရှိဘူးငါတွားမဆော့ခွက်ဘူးနော်ငါတို့ကလေကိုယ်နေရကိုယ်တောင်းဝင်ကြေးရအောင်နေတယ်ကြေးအောင်လုပ်တယ်တိလားခွေးနေအောင်မြင်းမလုပ်ဘူးတိလားမြင်းနေအောင်လည်းခွေးလာလုပ်လို့မရဘူးအဲ့ဒါလိုပဲဒါမဲ့မင်းတို့ပဲအချမ်းမှကြီးလိုက်ဟမ်မင်းတို့ကိုယ်နေရကိုယ်နေလက်ရှိမင်းတို့ပဲမင်းကြီးလိုက်ဘူး မင်းချုပ်ထားတာဗါလေတင်ငန်းမင်းစောက်တော့ပါလားအဲ့ဒီလူတက်တဲ့အလုပ်ကဟမ်ခွေတာမြို့ကတဲပြောတာအေးအဲ့ဒါကိုစောက်လို့ကိုမလုပ်တာဘယ်တရောင်းစားလဲဒီလားသူများတော့လက်ညှိုးလာမထိုးနဲ့ကိုအောက်ကဘယ်နှချောင်းထိုးလာလဲကြည့်ငါပေါ့ဒီလားမင်းငါ့ဘုငါပြောတဲ့စကားတွေကမင်းနားတိုင်းလဲနေလို့ရတယ်ဒီလားမင်းမစောက်ချက်ရှိရင်ပေါ့ကွာဒီလားစောက်ချက်ရှိရင်မင်းလဲနေလို့ရတယ်စောက်ချက်မရှိဘူးဆိုလည်းအဲ့လိုစောက်ွက်ပြောင်းလဲဆက်ပြီးတော့ပြောနေပေါ့နော်ငါ့ကိုလာမလုပ်နဲ့အမီးကိုနှံ့ထိုးနေလို့မဟုတ်ဘူးဒီလားတစောင်းထိုးထည့်ပေးနေမယ်ဒ မပေါ့တော့တော့ဒီလိုမျိုးကိုစီရပါတော့ပြပြနေနဲ့ပြောဆိုတာပေါ့မှတန်တယ်လို့ကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကနေပြီးတော့မှခုချိန်ထိမိဘပြည်သူတွေကိုငသုံးငါးတွေဆိုတဲ့ပေါ့နော်ပုံစံမျိုးနဲ့ water fan ပြောဆိုနေကြတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အခုဆိုရင် PDF လူငယ်တွေကိုလည်းသူကနေပြီးတော့မှ တိုင်းသားလက်နက်ကန်တွေရဲ့လက်ကန်တို့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော် water fan ပြောဆိုနေတာကိုကျွန်တော်နေ့စဉ်နဲ့များကြားနေရတာဖြစ်ပါတယ်ဒီတော်လိုင်းမှာတော့စစ်ခွဲ lobby တိုက်တိုက်ပင်ဒီမဘာတာအုပ်စုတွေကနေပြောမှလဲပေါ့နော်မြဘပြည်သူတွေကိုအစ်ပင်းရင်လောင်းနေတာဖြစ်ပြမကျွန်တော်ဒီတော်လိုင်းအောင်မြင်ရတာကိုမနာလိုဝင်တို့ပြမအခုလိုမျိုးပေါ့ပေါင်းလေးဆက်တွေပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်တော်လိုင်းရဆုတွေကနေပြမ ပြီးမှထဲတော့တဖြည်းဖြည်းလာတဲ့အချိန်မှာပဲအညာရီတက်မှရှိတဲ့တော်လိုင်းရဲ့အဆုတွေကနေပြန်မှလဲပေါ့နော်ပူပေါင်းပြီးတော့မှလှုပ်ဆောင်တော့မဲ့အေးအောင်တွေတွေ့နေရတယ်မို့လို့ကျွန်တော်မကြခင်မှာတော့မြောက်လိုင်းတို့ရှိတဲ့နေပြီးတော့ထိတော်မှတည်တည်နေမဲ့အချိန်လေးကောင်းတရားကိုပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်ပြီးသူတရားလုံးအနေနဲ့စင်မလျှော်အားမရောက်ပဲနဲ့ဒီတော်လိုင်းမှာတော့အားလုံးသူတူကပေါ့နော်အဆုံထိပူပေါင်းပေါင်းချပါစို့လို့ပြောရနေကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးချစ်ချွေးကြတဲ့မိဘပြည်သူများလုံး စိတ်ချမ်းသာကိုကြမှာချင်တဲ့ပြေဆုံးပြတော့မှဒါရိုက်ချန်နယ်နေလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုံးမကောင်းတောင်းပေးလိုက်ပါတယ်